မင်္ဂလာပါ Illustration by Mi Channel ကနေကြိုဆိုပါရစေ။ဒီနေ့ဆွဲမဲ့ပုံစံမျိုးကိုအရင်ကလည်းပုံတစ်ပုံဆွဲဦးပါရစေ။လူကိုခန္ဓာနဲ့ဆက်ရုပ်အစိပ်ပိုင်းတွေကိုရောထားတဲ့ Cyborg Character မျိုးဖြစ်ပါတယ်ဗျာ။ဒီအပိုင်းမှာဘာကြောင့်လူပုံတွေပဲဆွဲပြနေလဲဆိုတော့ ညံ့နာဆွဲတဲ့ပုံစံတွေအသားရောင်ထဲတဲ့ပုံစံတွေမှာ improve ဖြစ်ခြင်းကို practice လုပ်တဲ့သဘောမျိုးဆွဲပြစ်တာပါနောက်ပြီးတော့လူကြီးပဲလဲဆွဲတဲ့အခါကျတော့ပြေမှုကောင်းတယ်လေဒါကြောင့်ဆက်ရုပ်အစိပ်ပိုင်းလေးတွေတခြား concept အလေးနဲ့တူတဲ့ပုံစံမျိုးလေးတွေထည့်ပြီးတော့ဆွဲတဲ့သဘောပါပဲဒီနေ့ရဲ့ပုံကအရင်ပုံနဲ့မတူဘဲဘာအထူးခြားသွားလဲဆိုတော့ မျက်နာကိုလေးချင်းဖို့အတွက်ဆွဲတာအပြင်ကိုမှ realistic စမ်းစမ်းမျိုးဖြစ်အောင်ရဲ့အယောင်တွေကိုလည်းစမ်းစမ်းပြပြလေးဖြစ်တော့ကျွန်တော်သုံးထားတယ်ဗျ filter ထည့်တာတွေရောရှိတ်တွေထည့်တာတွေရောပေါ့နော်အဲ့လိုနေရာတွေမှာလည်းဒီစာဆွဲထားပါတယ်ကြည့်ရတာအဆင်ပြေမယ်လို့လည်းပြောလိုက်ပါတယ်ဗျာရီယယ်လစတီဆိုလို့ပြောအောင်မယ် ဆက်စားခြင်းဆွဲတွန်းကရည်ရထားတဲ့ကွန်ဆက်ကလူကုခန္ဓာပဲဖြစ်ဖြစ်တခြားအစိတ်ပိုင်းတွေပဲဖြစ်ဖြစ်အဲ့လို realistic စံတန်မျိုးဖြစ်တဲ့ကွန်ဆက်မျိုးကိုကရည်ရွယ်ပြီးတော့ဆွဲတာပါဘလို့ပုံစံမျိုးကိုပြောတာလဲဆိုတော့ပုံကဗျာကြည့်လိုက်ကတွန်းအရန်ဆန်နေတာမျိုးလည်းမဟုတ်ဘူးတခြားဆက်ပစ္စည်းအစိတ်ပိုင်းတွေကလည်းအပြင်ရပုံစံမျိုးတဘောကြကြလေးဖြစ်အောင်လို့ဆွဲတာပါ ရည်ရွယ်ထားတာကတော့အဲ့လိုပုံစံမျိုးပေါ့ဗျာဆွင်ဆွင်နဲ့အိုက်ဘက်ကတော့တိတ်မြောက်လာပြီးဖြစ်သွားတယ်တော်တယ်နော်ဟုတ်ပါပြီအစင်ပြေဆုံးဖြစ်အောင်လို့စူးစမ်းပြီးတော့ဆွဲထားပါတယ်ဗျာရှင်းလိုက်ကြပါဦး ဟုတ်ကဲ့ကျွန်တော်ရဲ့ channel အကြောင်းကိုပြောရရင်ကျွန်တော်ရဲ့ channel က illustration နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဗဟုသုတတွေပုံဆွဲပြတဲ့ဗီဒီယိုတွေကိုတင်သွားမှာဖြစ်ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်လဲ practice လုပ်ရင်ကြည့်တဲ့သူတွေလဲလိုက်ပြီးတော့ဆွဲလို့ရအောင်လို့လေ့ကျင့်ခန်းဗီဒီယိုတွေကိုလည်းတင်ထားပါတယ်ဗျာကျွန်တော်ရဲ့ channel ကို subscribe လုပ်မယ်ဆိုရင်ဒီဗီဒီယိုရဲ့

အောက်ခံအယောင်ရဲ့နည်းနည်းမှောင်တဲ့အယောင်ရဲ့နောက်ထပ်လင်းတဲ့အယောင်ရဲ့ကြားအယောင်ရဲ့ပေါ့ဗျာအဲ့လို၃မျိုးအရင်ကျွန်တော်ကဆွဲလိုက်တယ်ပြောရရင်တော့ value မတူတာလေးပေါ့နော်အဲ့ဒါကိုအရင်ဆွဲလိုက်တယ်ပြီးတော့မှပုံမှန်ရှိတဲ့အစိပ်ပိုင်းတွေမှာသူနဲ့သက်ဆိုင်တဲ့အယောင်တွေကိုဖြည့်ပြီးတော့အခုဆွဲထားတဲ့ရှိတ်တွေကိုအယောင်လိုက်ပြောင်းမှာဖြစ်ပါတယ်ပြောင်းနေဟာလည်းပြောင်းမယ်ပေါ့နော်သူနဲ့လိုက်ဖက်သွားအောင်လုပ်မှာဖြစ်ပါတယ်ဒီလိုနီလန်းမျိုးကိုပထမစိုက်ဘော့ ုံဆွဲတော့ကလည်းကျွန်တော်သုံးပါတယ်အခုလည်းကျွန်တော်အဲ့လိုပုံစံမျိုးထပ်ပြီးတော့ဆွဲပါပါကျွန်တော်ဒီနီးလုံးကိုသုံးတော့အရန်တော့ကြွညံ့ကြင်ကြင်တော့မရှိသေးဘူးဗျတခါတလေကျရင်အရန်လှသွားတာတွေလည်းရှိရဲ့နောက်ပြီးမလှတာတွေလည်းရှိရဲ့ဗျကျွန်တော်ရဲ့အထင်တော့ရှိတ်တင်လိုအပ်ချက်ကြောင့်ပဲဖြစ်လိမ့်မယ်ဆက်စားချင်းဆွဲတဲ့ရှိတ်တင်ပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့အယောင်ချင်းလိုက်တဲ့နေရာမှာ ုံကပုံပြီးတော့လှသွားတာတွေဖြစ်သွားတယ်ဒါမှမဟုတ်တိတ်ပြီးတော့မလိုက်ဖက်ဘူးတွေဒါမျိုးတွေဖြစ်တော့ပေါ့နော်ဒါကြောင့်လေကျွန်တော်ဒီပုံမှာအဲ့လိုအယောင်နေအများကြီးတုံးထားတယ်ဖစ်တာတွေလို့အဲ့လိုရှိတ်တွေပြောင်းတာလို့အများကြီးပေါ့နော်အရန်တက်နေလို့တော့မဟုတ်ပါဘူးလေးလာတဲ့သဘောပါဗျာခဲပါနောက်ပိုင်းစကားတွေအများကြီးထပ်ပြောတော့ပါဘူးပုံပဲဒေတာကူးစားပြီးတော့ဆွဲပါတော့မယ်ဗျာ အခုမျက်လုံးဆွဲပြီးသွားပြီဆိုတော့မျက်နာရဲ့အယောင်ကိုဆွဲမယ်ဗျာမျက်နာရဲ့အယောင်ကိုကျွန်တော်ကတဘောကကြလေးတနေရမျိုးလိုချင်တာဗျာအဲ့လိုပန်းရောင်လေးတွေတန်းပြီးတော့အလင်းရောင်လေးတွေနဲ့အဲ့လိုလေးတွေပေါ့နော်အဲ့လိုလှနေတာမျိုးဆွဲချင်တာပါဒါကြောင့်အဲ့လိုပုံစံမျိုးဖြစ်အောင်လည်းအခုစူးစမ်းပြီးတော့ဆွဲထားပါတယ်အရင်လှမသွားဘူးဆိုရင်လည်းပြီးခံပါဗျာ ။အော်ဒီမှာတခုပြောစရာရှိတာကကျွန်တော်ဆက်စားခြင်းဆွဲထားတဲ့သပင်းပုံစံကိုမကြိုက်လို့နည်းနည်းပြောင်းလိုက်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဆက်စားခြင်းဆွဲထားတဲ့သပင်းပုံစံကစိတ်ထဲမှာအရင်ယိုးနေတယ်လို့ထင်လို့ပါ။ ီနေရာမှာကျွန်တော်ပထမပြောခဲ့မှုတဲ့ချိန်တွေကိုအယောင်ချိန်မှာဖြစ်ပါတယ်။လာမယ်ထင်တဲ့အယောင်လေးတွေချိန်လိုက်ပါတယ်။ပြီးတော့လိုအပ်မယ်ထင်တဲ့ချိန်တွေကိုကိုကိုယ်တိုင်လိုက်ဆွဲတာပေါ့ background ကိုအယောက်အစမ်းလေးဖြစ်သွားအောင်ချိန်လိုက်ပါတယ်။နောက်ဆုံးဆွဲဖို့ကြံနေတဲ့သပင်းရဲ့ shadow တွေ highlight တွေအယောက်လေးတွေဖြေတာပါ။ဒါတွေအားလုံးဆွဲလုပ်ပြီးသွားရင်တော့အခုဆွဲနေတဲ့ character ပုံစံလေးကိုဒီဇိုင်းစံစံလေးဖြစ်သွားအောင်လို့ဖန်တီးလိုက်ပါတယ်ဗျာ။ဗီဒီယိုရဲ့အဆုံးမှာတွေ့နေပါတယ်။ အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့အတွက်လာလာပပစိုက်ဘော့ကာရက်တာလေးဆွဲတဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာနောက်ထပ်နောက်ထပ်လည်းပုံဆွဲပြတဲ့ဗီဒီယိုတွေလေးချိန်ခန်းဗီဒီယိုတွေနဲ့အတူ ပြန်တွေ့ကြပါဦးမယ်အားလုံးပဲ拜拜。Bye bye.